AI ဘိုင်းနဲ့ဟန်ဒရိုက်အစုံမှာတိတ်ကောင်းပါလို့ပြောနေတဲ့ဖိဇက်တန်းကို brand လက်ထက်မှာအချိန်နှစ်ပတ်လောက်ယူပြီးတော့မှတေချာလေးစမ်းကြည့်လိုက်တဲ့နောက်မှာကိုလိုတွေမသိသေးတဲ့လိုအပ်ချက်တွေရှိနေရေဆိုတော့ဒီနေ့ဒီဗီဒီယိုမှာတေချာလေးပြပြပေးမယ်။ဆိုတော့ right ပါ let's talk about tech ီဒီယိုဆမှာတော်တော်များများပြောကြတယ်သူ့ရဲ့ဒီဇိုင်းမိုင်းရဲ့ big quality ဘိုင်းရာကြတော့ရှေ့ဗီဒီယိုမှာလည်းပြောထားတယ်ပြီးတော့အရင်စီးနေလည်းတိတ်မကွာဘူးဆိုတော့ဒါကိုတေချာလေးတော့မပြောပြတော့အဲ့တော့တော်တော်များစိတ်ဝင်စားနေကြတယ်ထန်စာ G5 နဲ့တာမေချောင်းကိုတေချာလေးပြောပြပေးမယ်ထန်စာ G5 ကတော့သူ့ရဲ့ power conversion ဘိုင်းနဲ့တာမေကူလူဘိုင်းမှာတိတိတာပို့ပြီးတော့ကောင်းလာတယ်ဘာလို့ဆိုရင်လည်း4890ပါတယ်ဆိုပေမဲ့ daily use သုံးမယ်ဆိုရင်တစ်ရက်ခွဲလောက်ကတော့အေးအေးဆေးဆေးခံနေွာပြီးရင်နောက်တစ်ခုကကျတော့ဂိမ်းဆော့မှလာရတယ် ဂိမ်းတီးတဲ့မယ်ဆိုရင်မဘာလဲကြောင့်စော့ရင်နှစ်နာရီခွဲလောက်စော့လိုက်တဲ့အခါမှာတတိပါဆန်လောက်ပဲကုန်တယ်။ပြောရမယ်ဆိုရင်ပြဲမြတပွဲကို5ပါဆန်လောက်ပဲကုန်တဲ့သဘောမျိုးပါ။ပြီးတော့ဖက်ချီစော့တဲ့အခါမှာဆိုရင်လည်းနိုင်ဝဲလောက်ကြာတဲ့တပွဲကို right 10ပါဆန်လောက်ပဲကုန်တယ်။ကြကြီးပဲစိုးတဲ့ခါမှာဆိုရင်လဲရိုင်တနိုင်ခွဲလောက်ဆမ်းပြီးစိုးကြည့်လိုက်တဲ့ခါမှာတတိပါဆန်လောက်ပဲကုန်တဲ့သဘောမျိုးပေါ့ဆိုတော့ဘက်ထရီပိုင်းကတော့တော်တော်လေးသဘောကျတယ်အားတော်တော်လေးခံတယ်ဒါမဲ့ ဒီဂိမ်းသုံးခုစလုံးကို Riot က graphic နဲ့ framework ကိုရနိုင်တယ်လို့အမြင့်ဆုံးထားပြီးတော့စော့ထားတယ်။တကူးရှိမှာက PUBG စော့တဲ့အခါမှာတော့သူ့ရဲ့ graphic က HDRT ပဲ support လုပ်ပေးရ။ဆိုတော့ထာသာဂျီဖိုင်ချစ်တဲ့ကြောင့်ပဲသူကနောက်ထပ် update အသစ်ထွက်မှာပဲထည့်ရမှာလား။ HDR ကဂိတ်ဆုံးမလားဆိုတော့မသေးကြသေးဘူးပေါ့နော်။ဆိုတော့ social သုံးမယ်အပြည့်အဝဂိမ်းဆုံးမယ်ဆိုရင်တော့တရက်လောက်တော့ကောင်းကောင်းကြီးအားခံတယ်။ဒါပေမဲ့သူ့မှာပါတဲ့30ဝက်ဖက်ချာဂျင်ကတော့တကယ်သုံးကြည့်မယ်ဆိုရင်တော့အချိန်နည်းနည်းတော့ယူရတယ်။ ိုးတက်လာတဲ့ပိုင်းလည်းရှိသလိုလိုချင်ရှိနေတဲ့ပိုင်းလည်းရှိတယ်။နောက်တစ်ခုအနေနဲ့သူ့ရဲ့ performance ပိုင်းကို test လုပ်လိုက်တဲ့အခါမှာ given 7 CPU reset ရ multi core က9029 single core က9226ပြီးတော့ GPU reset ရဆိုလဲ3193သူထွက်လာတယ်။ GPU ပိုင်းကတော့တော်တော်လေးနည်းနေသေးတယ်လို့ပြောလို့ရတယ်။ဒီမှာဆန်းထားတာဆိုလို့ရှိရင်ဘာလို့ mobile chain က 60fps PUBG ဆိုလို့ရှိရင် 40fps ဝင်ခြင်း။ Genshin Impact ဆိုရင် 30fps ဝင်ခြင်းလောက်ထိပဲရတယ်ကွာ။ graphic demand များတဲ့ gain တွေဆိုလို့ရှိရင် value ဆော့မယ်ဆိုရင်တကယ်ဆော့ကြည့်လိုက်တဲ့အခါမှာအားကုန်တာတိတာပြီးတော့ပူရာမြန်တယ်ပြီးတော့ judging event ဆော့ရတဲ့အခါမှာ night wall လောက်ကြာကြာဆော့လိုက်တာ graphic အမြင်ဆုံးထားပြီးဆော့ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့အပူချင်းက51 degree celsius လောက်ထိကိုပူလာတာတော်တော်ပူတယ်ကွာဒါပေမဲ့တခုသဘောကျတာကကွာ frame rate drop သွားတာမျိုးမဖြစ်ဘဲနဲ့ stable ဖြစ်ဖြစ်နဲ့ဆော့လို့ရတယ်လို့တော့တကယ်သဘောကျတယ်တခုရှိမှာက faces နဲ့ပါလာပြီဆိုတော့ cooling fan တွေသုံးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးကပ်ပြီးတော့မှစိတ်ကြိုက်ဖြေရှင်းလို့ရတယ် အဲ့ဒါအပြင်ခြေတူးလဲစပုတ်လောက်ပြီးထားတာဆိုတော့ဝါလက်ချာချင်းဒီပါကြီးသုံးမယ်ဆိုရင်လဲစိတ်ကြိုက်ကက်ပြီးတော့မှလဲသုံးနိုင်တယ်ဒီနေရာမှာလုံးဝသဘောမချတာတခုတော့ရှိအဲ့ဒါကြတော့မတို့စမ်းသုံးနေတော့မှဘက်ထွက်လိုက်ရင်ချက်ချင်းမထွက်ဘဲနဲ့နောက်တစ်ခုထပ်ထွက်မှထွက်လို့ရတာမျိုး screen freeze ဖြစ်နာမျိုးတွေတော့ခဏခဏကြုံရတယ်ဒါကပြဿနာမရှိဘူးတကယ်လို့ကိုက emergency case ဖြစ်တဲ့အချိန်မှာဒီလိုမျိုးကြီးထားဖြစ်တယ်ဆိုရင်တော့တကယ်အဆင်မပြေဘူးဒါမဲ့လေ tensor g5 chip တဲ့ကြောင့်မလို့ဖြစ်တာဆိုတော့တစ်ချက်တော့ပြန်ပြီးစဉ်းစားမှာပေါ့ တော့ gaming မှာရတော့နည်းနည်းလေးပို့ပြီးတော့တိုးတက်လာတယ်ဆိုတော့ PC ဆိုတာ game အတွက်အဓိကမဟုတ်ဘူး game solo မကောင်းဆိုတဲ့စံချိန်ကိုချိုးထားနိုင်တယ်ဒါမဲ့ heavy user တွေတော့မဟုတ် camera ဘိုင်းနဲ့ပတ်သက်တဲ့ AI ဘိုင်းနဲ့ zoom တွေကိုတော့ share video မှာတခြားလေးပြပြပြီးသားပြီးဆိုတော့ဒီတစ်ခေါက်ကထွက်လာတဲ့ပုံရဲ့ quality နဲ့နောက်တစ်ခုကတုံးကြည့်လိုက်လို့အဆင်မပြေအချက်ကလေးကိုတခြားလေးပြပြပေးပါမယ်နေပူထဲမှာဒီကောင်ကို zoom ဆွဲပြီးတော့ဇက်တိုက်ရိုက်တာမျိုးကိုပုံနေဇက်တိုက်ဇက်တိုက်ရိုက်တဲ့အနေအထားမျိုးမှာဖုန်းကပူလာတယ်။အ အဲ့လိုပူလာတဲ့အချိန်ဆိုလို့ရှိရင် zoom က 5x တီပဲသုံးလို့ရတာနည်းနည်းလေးပြန်အေးသွားပြီဆိုမှပဲသူ့ရဲ့ 100x zoom ကအလုံးလုံးလို့ရတာဆိုတော့နေပူထဲမှာရိုက်ထားတဲ့ပုံတွေဆိုလို့ရှိရင်ပုံထွက် quality လေးကတော်တော်လေးလှပြီးတော့မှ neutral channel လို့ပြောလို့ရတယ်သူ့ရဲ့ selfie ကို right ဆိုင်းကြည့်လိုက်တဲ့အနေအထားမျိုးမှာလဲချိန်တော့တော့ရုပ်ထွက်မကောင်းလောက်ဘူးလို့ထင်နေဆိုပေမဲ့ထွက်လာတဲ့ပုံထွက်ကတော့တကယ်လှတယ်ဒီပုံမှာဆိုလို့ရှိရင် viral ပုံတော့ပင့်ကိုမြင်လေးတွေကနေရောင်အောက်မှာအယောင်တော်တော်လေးလှပြီးတော့မှာ နေထရယ်ဆက်ဆံတဘာဝဆက်ဆံနဲ့မြင်ရလေရလေတကယ်သဘောကျစရာကောင်းတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကတော့ lens ပေးနေရတော့ဘာလို့ဆိုလို့ရှိရင် cleaning လုပ်ဖို့အတွက် rainy ပေးတတ်သေးတယ် ultra wide တွေ main lens တွေပြီးတော့ tense လောက်တည်းကဘာမှအပြည့်ပြောစရာမရှိသေးဘူးတခုရှိမှကဒီ 38x ကနေ 100x ကကြာလဲ AR detect လောက်ပေးရဆိုသူ့နေတိုင်းတော့အဆင်ပြေအဆင်မပြေတာက 10x ကနေ 38x ထိရိုက်လိုက်တဲ့ပုံတွေကပုံတွေ့တစ်စက်မှမကောင်းဘူး ဘယ်လိုမျိုးလဲဆိုတော့ပြောရမယ်ဆိုရင်ကွာဟိုပုံဆွဲချက်ပြီးတော့မှ crop ထားတဲ့ digital zone လို့ပုံစံမျိုးဖြစ်နေတာဟို 38x ကနေ 100xt ရိုက်ထားတဲ့ပုံတွေကလည်း AI ကဒီတက်လုတ်ပေးရဆိုပေမဲ့ဟိုတခုရှိတာက processing time မှာကျတော့အရန်ကြာတယ်ကွာဒီတက်လုတ်ရတာအဆင်မပြေတဲ့အနေအထားမျိုးတွေမှာဆိုရင်ထွက်လာတဲ့ပုံတွေကဘာပုံတွေထွက်လို့ထွက်လာမှန်းမသိဘူးအဲတခုရှိမှာကတော့ဒီတက်လုတ်လို့အဆင်ပြေတဲ့အနေအထားမျိုးတွေရဲ့ နောက်တစ်ခုအနေနဲ့ကတော့ဘယ်လိုမျိုးလဲဆိုတော့ train မိထားတဲ့ data နဲ့ကိုက်တဲ့ data မျိုးဆိုရင်တော့ generate ကောင်းကောင်းလုပ်ပေးနိုင်တယ်။ moving object တွေတို့လူပုံတွေဆိုလို့ရှိရင်တော့သူကအနည်းဆက်ဆုံးကို generate လုပ်ပေးတာဆိုတော့ထွက်လာတဲ့ပုံတွေတွေကဘလို့မှအဆင်မပြေဘူးကွာ။အားလေးတခုလိုရှိရပေါ့နော်နောက်တော့က right shape video မှာပြောသွားသလိုပဲ Samsung ရဲ့ S21 Ultra ရဲ့ zone stabilizer ကိုပိုကြိုက်တယ်လို့ပြောခဲ့တယ်ဘာလို့လဲဆိုတော့ Pixel 10 Pro ကို right ရဲ့ stabilizer မအုံမဲနဲ့ zone ဆွဲပြီးရိုက်တဲ့အချိန်မှာကျတော့ normal ဖြစ်ပြီးတော့မှာ stabilizer on ပြီးတော့မှဆွဲရလိုက်တဲ့အနေအထားမျိုးမှာဆိုရင် object တစ်ခုရဖို့အတွက်ကိုတော်တော်လေးကိုအချိန်ယူပြီးတော့မှပေးပြီးတော့လုပ်နေရတကယ်အဆင်မပြေဘူးအဲ့နေရာမှာကျတော့ Samsung ရဲ့ S25 Ultra ကပုံပြီးတော့မှကောင်းတယ်ပြီးတော့ video stabilization video stabilization မှာကျတော့ Rai ကဒီကောင်လေးကိုမစိုးပါတော့သဘောတော့ကျတယ်တော့ကကြတော့ object တခုတွေကို focus ထားပြီးတော့ရိုက်မယ်ဆိုရင်တော့အဆင်မပြေဘူးဆိုပေမဲ့ normal ရိုက်လို့ဒီလို video ဆန်းပြီးတော့မှရိုက်ကြည့်လိုက်တဲ့အနေအထားမျိုးမှာဆိုတော့သူ့ရဲ့ stabilization ကကောင်းတယ် တခုရှိမှကြတော့ stabilization ဆန်းတဲ့အချိန်မှာဒီလိုပေါ့နော်ဒီလိုအထက်အောက်အနေထားမျိုးနဲ့ test လုပ်လိုက်တဲ့ခါမှာကျတော့တိတ်တော့အဆင်မပြေဘူးဆိုရင်ပဲဒီလို베တိုက် test လုပ်ကြည့်လိုက်တဲ့အနေထားမျိုးမှာဆိုရင်တော့သူ့ရဲ့ stabilization ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ AI feature မှာပါလာတဲ့ magic view ထိမုံထင်းကြီးကိုတော့ shape video မှာတခြားလေးပြပြပေးထားတယ်။ဆိုတော့ရမရအောင်ဆန်းကြည့်လိုက်တဲ့ခါမျိုးမှာတော့တကယ်သုံးလို့ရမနေဘူး။ဆိုတော့မြန်မာ region အကြောင်းမလို့လားအဲ့လိုမှမဟုတ်ဖဲနဲ့သူ့ရဲ့ပေါ့နော် software error အကြောင်းမလို့ပဲ update ရမှထပ်ရမှလားဆိုတော့မပြောတော့ဘူး။ အဲ့တော့ကိုတယောက်တည်းမရလားဆိုပြီးလိုက်ပြီးကြီးလိုက်တော့ကြာလဲသူတို့ရဲ့ US region မှာပါသုံးလို့မရအောင်ဖြစ်နေတယ်။အဲ့တော့ဒါကတော့ထားပါနောက်ထပ်သူ့ရဲ့သုံးမိထားတဲ့ performance ပိုင်းကိုတစ်ချက်ပြပြပေးမယ်။ဆိုတော့သူ့မှာပါတဲ့ stereo speaker ရဲ့ test လုပ်ထားတဲ့အပိုင်းလေးကိုတစ်ချက်ကြည့်လိုက် မြင်တဲ့အတိုင်းပဲအတန်ပိုင်း quality ရောတကယ်ကိုကောင်းတယ် display ဆိုလို့ရှင်လဲ pick bright net ကိုသူက3000 nits သုံးမိထားတဲ့အတွက်ကြောင့်မလို့ resolution ကောင်းတယ်နေရောင်အောက်မှာဖုန်းသုံးမယ်ဆိုလို့ရှင်လဲကောင်းကောင်းလေးမြင်ရတယ်ပြီးတော့ရင်သူ့ရဲ့ display ဆိုလို့ရှင်လဲ LTPO မှာဒီ OLED display မှာ 180Hz refresh rate ကိုသုံးမိထားတယ် flash level မှာတော့ဒီလောက်ကတော့ထည့်ပေးတင်ပါတယ် fingerprint တွေတော့ face and lorry ဆိုလို့ရှိရင်လည်းသုံးရတာညံ့နေွာနောက်တစ်ခုရှိသေးတယ်အရင်ကတည်းကပါလာတဲ့ now playing ဆိုလို့ရှိရင် network မလိုဘဲနဲ့ပြပေးတာတကယ်ကိုညံ့တယ်ထန်စာကြီးပိုက်ကိုဘလို့ပဲ game အတွက်ပဲမဟုတ်ဘဲပဲပြောဂိမ်းဆုံးလို့မကောင်းဘဲပဲပြော social ပိုင်းသုံးမယ်အပြည့်ပြည့်ဂိမ်းဆုံးမဲ့သူတွေအတွက်ဆိုရင်တော့အဆင်ပြေတယ်ဒီကောက်ကို recommend ပေးရတော့နည်းနည်းတော့ခက်တယ်အရင်ရလို့ဆိုရင် iPhone ကနေ Android ပြောင်းသုံးတဲ့သူတွေကို recommend ပေးရတာလွယ်တယ်ဆိုပေမဲ့ဒီတစ်ခေါက်မှကြာလေထွက်လာတဲ့70 series တွေက 180s ပါလာတာရယ်သူ့ရဲ့ feature တွေပိုကောင်းလာတာရယ်ဆိုတော့ Apple fan base တွေအနေနဲ့ပြောင်းကင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဘလူးလူတွေကင်တက်လဲဆိုတော့ pixel ကိုတစ်ခါလောက်တော့ကင်ကြည့်ခြင်းနဲ့ပြီးတော့သူ့မှာပါတဲ့ AI feature တွေနဲ့100 progression ကိုကင်မယ်ဆိုရင်တော့ဒီနှစ်မှာပါလာတဲ့ feature တွေကတကယ်ကိုကောင်းတယ်အဲထင်တာကတော့ဈေးကြောင်းမလို့လည်းဖြစ်မယ်ထင်တယ်ဘာလို့လဲဆိုတော့ဒီဈေးတန်းဝင်ကျင်မှာကြာလဲရွေးချယ်စရာတွေကများတယ်လေဘလိုပဲနေနေပါ ဖီဇယ်ဒန်ဘရိုကဖီဇယ်မလို့ကိုကင်မဲ့ဆရာကြီးတွေအတွက်ဆိုရင်တော့ဆက်ပြီးကင်ပြစ်နေဦးမှာပါဆိုတော့ကြီးနေတဲ့ကိုလိုရီဒီနဲ့ရောဒီဖုန်းကိုဘယ်လိုမြင်လဲဆိုတာကိုကောင်းမွန်မှာပြောသားပေးပါအောင်နော်